မင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးရဲ့အကြောင်းစင်ကတော့မှန်မတည့်နဲ့တခါတော့ကတိုင်းပြည်တစ်ပြည်မှာအလွန်တော်တဲ့ဗဟုဆရာကြောက်ရှိတယ်သူရဲ့ဗဟုပညာဟာဘယ်လောက်လက်ရမြောက်တယ်လဲဆိုရင်အစ်စ်နဲ့တောင်ခွဲဖို့ခက်လှပါတယ်ညမှာတော့ဗဟုဆရာဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမဲ့တယ်အိမ်မက်ထဲမှာ တင်းမင်းကနောက်ဆံကရဲ့ကြားမှာသူ့ကိုလာခေါ်မယ်လို့တေရှာပြောသွားတာမို့ဘုရားဟာအရန်တုံလှုပ်သွားခဲ့တယ်။တန်းနဲ့ပဲသူ့နဲ့ပုံစံတူဘဘူးရုပ်ကိုရုပ်ကိုနေမနာညမှာပြီးမြောက်အောင်ထုလုပ်ပါတော့တယ်။တေမင်းလာခေါ်မယ်နေ့မှာတော့ဘုရားဟာသူ့ပုံစံတူဘဘူးကိုရုပ်တွေကြားမှာရိုးပြီးဝင်နေလိုက်တယ်။တေမင်းဟာ ဘဘူးဆရာဆယ်ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာဘဘူးဆရာလားအယုတ်ထုလားခွဲခြားမရတဲ့အတွက်အတော်အကျရဲ့သွားတယ်ဘဘူးဆရာကိုလည်းစိတ်ဆူဆူနဲ့ထွက်လာဖို့ပြောလိုက်ပေမဲ့ဘဘူးဆရာကမလွတ်မရှက်ဟန်ဆောင်နိုင်တဲ့အတွက်အရာမရောက်ဘူးတဲ့အတန်ကြာစဉ်းစားပြီးမှတင်းမင်းကစကားတစ်ခုပြောလိုက်တယ်ဘဘူးဆရာတင်းရဲ့ဘဘူးယုတ်ထုတွေဟာတကယ်ကိုအစ်စ်နဲ့မရှာအသက်ဝင်လာပါတယ် ဒါပေမဲ့အားနည်းချက်တစ်ခုရှိတာကိုတော့တင်သတိမထားမိခဲ့ဘူး။ဘုဟုဆရာသူပညာနဲ့ကြံစက်ထိုးလို့မှုပေါ်ဝေဖန်လိုက်တဲ့အားနည်းချက်ဆိုတဲ့စကားကိုမခံမရနိုင်ဖြစ်သွားခဲ့။ဒါကြောင့်ရုပ်ထုတွေကြားကနေထွက်ပြီးမေးလိုက်တယ်။ကျွန်တော်အားနည်းချက်ဆိုတာဘယ်မှလဲပြပါ။တေမင်းကသူ့ကိုဖမ်းလိုက်တယ်ပြီးတော့ပြောလိုက်တယ်ဒီမှာပဲတကယ်တော့ ရုပ်ထုတွေအလုံးဟာအာနိစေမရှိအောင်ပြည့်စုံကောင်းမွန်လွန်းလာပါတယ်။ဘုရားဟာသူ့ရဲ့ပညာပေါ်ထားတဲ့မျက်မှန်ဒေါသကြောင့်ပဲတိမ်မြဲဖန်ဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။ဒီပုံမြင်လေးရဲ့သင်္ကားစာမှာတော့အတွေ့အခေါ်တွေပညာတွေဟာပြည့်စုံကောင်းမွန်နေခဲ့ရင်တော့ဒီပညာတွေပေါ်ထားတဲ့မာမာနဒေါသတွေကြောင့်ကြာချုံသွားနိုင်တယ်ဆိုတာပါပဲ။